ဒီနိုင်ငံစီမအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားဘီလာရုခင်းစဉ်ကမြန်မာနိုင်ငံအတွက်တနည်းအားဖြင့်မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ရေးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတန်ပေါင်းများစွာရဲ့အကျိုးစီးပွားအတွက်များစွာကျွန်တော်ဆောင်ရွက်နိုင်ခဲ့တဲ့ခင်းစဉ်ဖြစ်ပါတယ်။လာခဲ့ပါညာမင်းတို့ပဲစိတ်ပေါ်တာမင်းတို့ကတက်ပြင်ထွက်လိုက်ကွာတုံတုံချင်ထားတာချင်းလေးစကားပြောမယ်ဆိုတော့တို့တင်တာချင်းငါတို့ချနေပါလိမ့်မယ်။ဒါမှမဟုတ်လက်နဲ့ချင်းပြစ်မယ်ဆိုရင်လည်းဟိုလေခွင့်တွေပါတယ်ငါတို့ရွေးကြပါဦး။ Hello Cherry Mew ပြည်သူညကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ News Bit Channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 10နေ့တနင်္လာနေ့မှာပြန်မှာကျွန်တော်ကြားသိရတဲ့သတင်းတင်ကောင်းများစွာရှိတာဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဆုရံနဲ့ပြန်မယူဆောင်လာပေးတဲ့သတင်းချို့ဖြင့်ခုစံဘောမိုက်ကွဲပေါ့နော်လောမြတ်တန်လည်းကျွှွှဲမှာမလို့အဆအဆုံးကျွန်တော်နဲ့သူ reaction လို့ပေးချဖို့မျှော်လင့်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲဒီနေ့မှာနောက်ဆုံးကြားသိရတဲ့တော်လိုင်းသတင်းချို့အယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ကိုယ်တိုင်ဗရောင်မျိုးနဲ့ရခိုင်ပကူကာလန်တောင်ကုတ်ဗရောင်လိုက်ရခိုင်ရုံးမှခြေစင်းမှရှိတဲ့ညောင်ကျိုးစကားသိမ့်တဲ့ဘွဲကိုအေးအေးနဲ့စစ်ကောင်စီတို့အပြင်းထန်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တိုက်ပွဲကပြင်းထန်ပြင်းလာနေတဲ့အေးအေးရဲ့ထုစစ်တိုက်ခိုက်မှုကလည်းမရဘူးစစ်ကောင်စီကနေပြန်မှလည်းတဲတန်ခုခံနေတယ်စစ်ကောင်စီဘက်ကအကြဆိုးများလို့လေကြောင်းပစ်ကိုတာတို့တောက်လျှောက်ပေးနေရတယ်လို့သိရတယ်။မော်ဘီတပ်နဲ့တရင်တွေကနေပြန်မှအင်အားရချို့ဖြည့်တင်းနေတယ်ဆိုပြီးတော့မှဈေးတရင်မျိုးတို့ကနေပြန်ပြောဆိုထားပဲဖြစ်ပါတယ်။အခုဆိုစစ်ကောင်စီဘက်ကနေပြန်မှပါနော်။ရန်ကုန်ဘက်ကသူတို့တသတိ600လောက်ကိုညောင်ကျိုးတိုက်ပွဲကိုဖြစ်ပွားနေတဲ့နေရာတလျှောက်ကို အင်အားဖြစ်တည်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။နောက်ထပ် သတင်းကောင်းသဘောကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့အရခတ်တော် AA တို့ပူးပေါင်းပြီးတော့မှမကွေးတိုင်းထက်ဆစ်စင်ရေးဖော်ဆောင်မယ်ဆိုပြီးတော့မှသတင်းထွက်နေလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။မကွေးတိုင်းထက်ကံကောမင်းဘူးပခုတ်ကိုနဲ့တရက်ခရင်တွေဟာရခိုင်ပြည်ချင်းပြည်တွေနဲ့နန္ဒမိတ်ချင်းထိဆက်နေပြီးတော့မှအဲ့ဒီထိဆက်နေတဲ့ရခိုင်နဲ့ချင်းပြည်ကမြို့ရွာတွေကိုအေအေနဲ့မဟာမိတ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ NUG တမရအောင်ပြောဆိုခွင့်ရှိသူဦးကျော်စိုးကို ဒီမန္တလေး free press ကနေပြမစစ်တွေမိမြင်တဲ့အချိန်မှာဗောနမိထားတဲ့စီးရဲပိုင်းတွေအခုတော့မချက်မပေးချင်သေးပါဘူးခင်ဗျာဆိုပြမပြန်လည်ဖြေချထားတယ်လို့ကျွန်တော်တည့်ရပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီသတင်းတာမှန်ဖြစ်လာမယ်ဆိုတော့ကျွန်တော်ဗောနဝန်တာအားရဆောင်တဲ့ကျိုးဆွေးရမှာပြမအခုဆိုရင်ဒီမိပြတ်မှာလည်းကျွန်တော် AA နဲ့ပုံတဖို့နဲ့ရဲ့ထုတ်စစ်ဆွဲတွေကိုခဏခဏဗောနကျွန်တော်မိဘပြည်သူတွေတွေ့နေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာရှိတဲ့ခမရ303တရင်ကထွက်လာတဲ့ဂျမ်းဘက်စစ်သားတွေကိုရေးဘလူအဖွဲ့ကတိုက်ခိုက်ခဲ့လို့ ချမ်ဘက်စစ်သားခုနှစ်ဦးတေဆုံးပြီးမှစငေါထဲမှာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲရေဘလူဖွဲ့ကတော့တဲဖြုတ်ပြီနော်။အခုဆိုရင်တို့အနေနဲ့ဒီမိုပြည်နယ်မှာရှိတဲ့ခွေးတိုက်ကိုဂျာဖြတ်တက်ခိုက်တာတွေပြီးတော့မှတို့စခန်းတွေကိုလည်းကိုတိုင်ကိုကြတော့ပြီးတော့မှရှင်းထုတ်တာတွေလုံးနေတာပြီးတော့မှတို့အဖွဲ့အစုံလဲပေါ့နော်။ကျတို့ဆောင်ကြမဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာဆိုရင်တောင်ပိုင်းနေသားမှာရေဘလူပေါဝင်ကြတဲ့ကျတို့ဒီကရင်ဖွဲ့တွေကနေပြီးတော့မှခွေးတိုက်ကိုအခုဆိုရင်ရှင်းလင်းနေတာပြီးတော့မှဒီနေ့ထဲမှာပဲကျတို့ နေရာတော်များများကတော်လန်ရစုတွေရဲ့အဆိုးမှုတွေကိုတွေ့ရှိရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ချင်းပြည်ရဲ့ဒုတိယကျေးဆုံးမြို့ဖြစ်တဲ့ဖလန်မြို့ကိုတင်ပိုင်နိုင်ရဲ့ထူးဆစ်စင်တွေပြီးတော့မှနောက်ဆုံးလက်ကျန်စစ်ကန်းကိုဝိုင်းဝန်းပွေးဆုပ်ပြီးတော့မှရဲခါဖြတ်တောက်ထားရတယ်လို့ကျွန်တော်သိရပဲဖြစ်ပါတယ်။ဖလန်မြို့တင်စစ်စင်ရဲ့တွင်မြို့ရင်းကစစ်ကန်းများပြားကိုတင်ပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတဲ့ဆေးအုပ်စုချီလင်တိုင်ရင်ခလာရ268ကို တင်ပိုင်နိုင်ဖို့ကြံရှိနေတဲ့ဆိုပြီးမှကျွန်တော်တို့တည့်ပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့တော်လိုင်းရာစုတွေနဲ့ပြီးမှအဲ့ဒီစကောင်စီပေါ့နော်စကောင်ကိုတိတ်မဲ့နိုင်ဖို့အတွက်ပိတ်ဆို့ထားတာ3လကျော်အနေထားကိုရောက်ရှိနေတာဖြစ်ပြီးမှစစ်ခွေးတိုက်ကတော့ငပြပိန်လီနေတယ်လို့ကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီနေ့မှာပထမဆုံးအနေနဲ့ကြည့်ရမှာကတော့စကောင်စီတဖို့ဝင်တဲ့အခုဆိုရင်ကျွန်တော်တို့ဒီပကုနဲ့ရခိုင်စကြားမှာတော်တော်လေးကိုရှုံးနေနေတယ်ဆိုပြီးမှသိရတာဖြစ်ပြီးမှ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာလူမြတ်ကျော်နဲ့ကျွန်တော်မြို့ဘပြည်သူတွေကိုတရားလေးကိုအသုံးသတ်တင်ပြထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချင်းလဲရအောင်နော်အာခတ်တော်အီနဲ့မိတ်စတာတက်ကြပြင်ထန်တဲ့တိုက်ပွဲတွေဖြစ်ပြီးရန်ကုန်ကရန်ကုန်တိုင်းစစ်ဌာနတို့ကစစ်ကြောင်းတွေမပြတ်စစ်ကူပုတ်နေရပြီးအပတ်စဉ်ရှစ်သားအပတ်စဉ်ရှစ်ဘော်ဒါဆွဲထားတဲ့စစ်မှုတပ်အပတ်စဉ်ရှစ်တပ်သားအင်အား600ရန်ကုန်ပကူပရော့ ရန်ကုန်ပဲခူးလန်းတောင်ကိုပတောင်းလန်းဒီညတွေကိုတရဆပို့ဆောင်ပေးပါလေ။ညောင်ကုန်းတောင်ကိုတိမ်မတိမ်မဖြစ်ပြီးကျွန်တော်ပြောသလိုပဲကပါစဆောင်းနေလက်ရကန်အလိုမှာအဲ့တော့အကတတော်ကြီးကတောင်ကိုပတောင်းလန်းမှာရှိတဲ့မူတီတောင်ကိုတိမ်နေညောင်ကျိုးစကပ်ကိုထပ်သိမ်းဖို့လုပ်နေရဲ့လူငယ်တော်ရက်ကဖတ်ဖတ်စစ်တဲ့မိစ္ဆာတပတ်ကဘုံတန့်စော်ဟိမသာပေါ်ပြီးနောက်ပိုင်းမှာ ဘတ်စတာခမရ3တိတော့ခမရ900ခမရ900ခမရ900တိုင်းတုံးရင်ရှိတဲ့နဲ့လင်းရှိတဲ့နဲ့တုံးရင်ကိုညောင်ကျိုးကိုအဆက်မပြတ်ပုတ်နေပါညောင်ကျိုးနဲ့ကပ္ပစာ6ပါစိတ်မိုင်အကွာပါရှိနေကပ္ပစာ6မှာအင်အားတလမချင်းဖြစ်နေပြီရန်ကုန်ပကူးတကြောဟာတက်တွေတောက်လျှောက်ရွှေ့နေရမှာအဲ့တော့အဓိကအများဆုံးကတော့အပတ်စဉ်ရှစ်တင်းနှန်းစား အပတ်စဉ်ရှစ်တန်တန်းစဉ်အနည်းဆုံး600လောက်ပါမယ်လို့ကျွန်တော်သိရပါတယ်။ကပ္ပစ6ထဲမှာအထိုင်ချနေပါတယ်။အဲ့တော့ကပ္ပစ6ကိုရွေးကြည့်လို့မရဘူး။ကပ္ပစ9ကြောက်ဘူး။ကပ္ပစ9မြန်ကပ္ပညကပ္ပစ16မတုံပြည်မျိုးတစ်ပတ်ခန်းမှာရှိတဲ့ကပ္ပစ3စင်တဲ့ညောင်ကျိုးရလို့ညောင်ချေတော့ရညောင်ကျိုးညောင်ချေတော့ဥရှိပင်ကိုရရင်တော့ကျွန်တော်ပြောတယ်ကပ္ပစကိုကောင်းကောင်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ် တဆက်ဆက်တယ်မှာအညောင်ညိုးကိုတိုက်နေတယ်ကိုအားကတက်တော့ပေးရအောင်ကြောက်ဖြူကတညောက်လီရေးတဲ့ခန်းအနီးကကာကင်းနေမှန်သမျှဒန်ဇက်ပုံစစ်ဆင်းရဲရှိအားကတက်တော့ပေးပြီးတော့ CB ချင်းဘရာဒါကိုဖလန်းမျိုးတိမ့်ပိုက်နိုင်ရေးနောက်ဆုံးပုံစစ်ကြီးဆင်းနေပါဖလန်းမျိုးမျိုးသိမ့်တိုက်ပွဲ2020နိုဝင်ဘာ9ရက်နေ့ကစတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဖလန်းမျိုးတွေက6 scan yes scan အားလုံးကို တိမ့်ပိုက်ထားနိုင်ပြီဖြစ်ပေတယ်တောင်ကုန်းပေါ်မှာရှိနေတဲ့စေုပ်စုရဲ့ချီလင်တလင်းခလာရ268ကိုတိမ့်ပိုက်ဖို့ကြံနေတာခေါင်းမာနေတဲ့အခါကြတော့ခံပြည့်အရှင်မထားဘူးဒီအချိန်ကြီးတော့ဖလန်းမြုပ်ရင်းတိုက်ပွဲကြီးကိုဆက်လက်ဆင်နွှဲနေပြီခလာရ268ကိုဝိုင်းပတ်ပိတ်ဆို့တုံးလာကြဝိုင်းပတ်ပိတ်ဆို့လို့ကြောင်းအစိုင်းစားငတ်ပြပြီးအယူပြန်ပြန်ထားနေတဲ့တရင်လေးကြာရပါတယ်။ကဲဒီမှာဆရာလူမြတ်ကျော်ပြောတော်တဲ့အရာအောင်အားရဖို့ကောင်းတယ်နော်။ အခုစံကျတော့ AA နဲ့ပေါင်းတော့ဖို့ဘုံနေရတယ်ပြမစစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်နဲ့ပကူရခိုင်နဲ့မကွေးစက်ကြမှာရှိတဲ့စစ်ကောင်တွေအားလုံးကိုတခါတဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပြမစစ်ကောင်စီနေနဲ့တတတဲ့မလုံလောက်တော့လို့ဒီသူတို့ဆူဆောင်းထားတဲ့ပေါ့နော်ဒီပေါ်တာဆွဲထားတဲ့လူတွေကိုအခုဆိုရင်အင်အားချက်အနီးပါလောက်ကိုရှေ့တောင်ပို့နေတယ်လို့ကျတော့သိရတာပဲဖြစ်ပါတယ်မှတ်ကြခင်မှာတော့ကျတော့နေတဲ့ဒီစစ်ကောင်စီကပါစာဆလင်းနေယုံဒီတိမ်ပရရှိဖို့မျိုးလင့်ထားတာပြမ ရခိုင်ပြည်မှာဆိုလဲပေါ့နော်ကြောက်ဖီမျိုးကို A ကနေပြီးတော့မှစတင်ထိုးဆက်စင်နေတာပဲဖြစ်ပါတယ်ကျတို့မိဘပြည်သူတွေနဲ့အခုဆိုရင်ဒီအရဟတတော်ရဲ့ပေါ့နော်ဥဆောင်မှုနဲ့သူပြည်မှာထဲမှာတော်လိုင်းရဆုတွေရနေပြီးတော့မှဟန်ချင်းညီနဲ့ရှေ့ကိုတွားနေတာမလို့မကြခင်မှာတော့ဒီတစ်ပို့ပြီးတော့မှကောင်းမွန်တဲ့တရင်တွေကြောက်ဖို့ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီတပ်သားနှုတ်အလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ထားတဲ့ဟာလေးစစ်ကြည့်လိုက်ရအောင်နော်။မကွေးတိုင်းပခုတ်ကူမြို့အခြေစားအခြေမှန်တပ်မဌာနချုပ်တရားတင်မှာ စစ်ကောင်စီတပ်သား2ဦးထွက်ပြေးလွတ်မြောက်လာတယ်လို့ဘာမာရီဗော်လူရှင်ရိန်ဂျာတပ်ဖွဲ့ကမလ3ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။တမတရတက်ကဘိုးအစင်းရှိသူနဲ့အတူ KTV သွားရောက်ခဲ့ကြပြီးအဆိုပါအရာရှိမူနေချိန်မှာခဲယမ်းများယူဆောင်ပြီးဖေဖော်ဝါရီလ28ရက်နေ့ကထွက်ပြေးလာခဲ့တာလို့သိရပါတယ်။ထွက်ပြေးပြီးနောက်မဟာမိတ်အဖွဲ့ကိုစက်သွယ်အကူအညီတောင်းလာတာကြောင့်ထွက်ပြေးလာသူ2ဦးကိုကယ်ထုတ်ခဲ့တယ်လို့ပခောက်ကူအခြေစိုက်ဘာမာရီဗော်လူရှင်ရိန်ဂျာကအသိပေးထားပါတယ်။ ထွက်ပြေးခဲ့တဲ့သူတွေကတော့တတပိုက်သူထုနဲ့တတဘူရဲတို့ဖြစ်တယ်လို့သိရှိရပါတယ်ရှင်ကဲကျွန်တော်တို့ကြားရတာဒီနေ့မနေ့မှာတရင်ကောင်းများစွာပဲဖြစ်ပါတယ်အခုဆိုရင်စကောင်စီတာတွေရနေပြီတော့မလဲသူတို့ထဲရရှိတဲ့ရဲ့ဒီအမိန်ကိုမနာခံတဲ့ဟာတွေပြီတော့မှပေါ့နော်သူတို့အောက်ခြေချင်းမှာတော့မှဖြစ်ဖြစ်နေတဲ့ဒီအချင်းပြစ်ချဆမှုတွေကြောင့်မခံမနိုင်ဖြစ်ပြီတော့ကျွန်တော်တို့တော်လိုင်းရဆူတွေဘက်ကိုကုပြောင်းခုလုံးလာတွေကျွန်တော်ခုရဲ့ပိုင်ခါစစ်စစ်တွေးလိုက်ရတာပဲဖြစ်ပါတယ်ဒါက မြောင်းလိုက်တော့ကြာဆုံးဖက်အတွက်အခုဆိုရင်လန်စာတဆာဖြစ်လာတာပြပြမပေါ့နော်ကျွန်တော်မျိုးဘပီတူတွေဘက်ကနေပြမလဲစကောက်စီတဖို့ဝင်နေအလေးဝင်ချင်တယ်ဆိုတော့အမြဲတစေကြိုးဆိုတယ်ဆိုတဲ့အကြောင်းလဲအတိအပြည့်ပြောဆိုထားပြီးပြပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကိုဆွဲရနေပြတော့မှဒီကိုဆိုလို့နိုင်မရင်တနဲ့အခုဆိုရင်စကောက်စီရရှိတားတဲ့ရှုံးနေပေါ့နော်ပူအောင်မလို့ဆုံနေကြတဲ့ဒီပေါ်စီရပါတာရှိုးဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်မင်းတို့တက်တွေအပြင်ထုတ်လိုက်လေမင်းတို့အရင်တော့ကမင်းတို့ဘယ်စိန်ခေါ်တာလာခဲ့ပါညာ ဟိုလာခဲ့ပါညာမင်းတို့ပဲစိတ်ခေါ်တာမင်းတို့ကတက်ပြင်ထွက်လိုက်ကွာတော့တို့ချင်းဒါရာချင်းကလေးစကားပြောမယ်ဆိုတော့တို့တို့ချင်းဒါရာချင်းငါတို့ချချင်တာပေါ့ဒါမှမဟုတ်လက်နဲ့ချင်းပြစ်မယ်ဆိုရင်လည်းဟိုလေခွင်းတွေဘာတွေငါတို့ရွေးကြမှာပေါ့ဟုတ်လားမင်းတို့မှမထွက်တာမင်းတို့ကဟိုလာခဲ့လာခဲ့ခေါ်ပြီးတော့မှတက်သေးမှချက်သေးရဲမှပုံပုံနေတော့ငါတို့လည်းလည်းဒုက္ခရောက်တယ်ကွာပြီးရင်မင်းတို့ထွက်ရင်လည်းမင်းတို့ကဟိုချက်တွေရောဘဲတွေရောဟိုခိုးသွားတာမင်းတို့ရဲ့ဒီတက်မတော်ဆိုတဲ့ဆောက်ဆောက်အားပဲရှိတာနော်အကောင်တွေတော့ဟိုပြည်သူလူထုအိမ်ကိုတွေးလို့ရှင်အိမ်ထဲရှိတဲ့ဟာတွေကိုခိုးခိုးပြီးတော့အဲ့အိမ်ကိုဘယ်လိုလဲဆိုတော့ခိုးထားတဲ့ဟာတွေလက်စားပြောင်းအောင်မီးရှို့ ဟေးအဲ့အရင်မှမရှိရင်ရက်ထရရဲကဟိုကြက်တွေခိုးမီးရှို့ဝက်တွေခိုးတကက်တခိုးတပူအောက်တန်းစားဘာလို့ထောင်ထဲမှာဆဲတဲ့စကားရှိတယ်ကွာနည်းနည်းတော့ယာရင်နေသေးတာဘယ်လိုလဲဆိုတော့အဲ့လိုမျိုးအောက်တန်းစားဂရီဂရီမြင်းဆောင်တွေရှိတယ်ထောင်ထောင်ကြတော့ရတယ်ဘယ်လိုဂရီဂရီမြင်းဆောင်လဲဆိုတော့ตัวขนาดขนาดถองละถองมาตัว14มิ้นซอง15มิ้นซองရှိတယ်ဥမာ2015မှာထောင်ကြရင်15မิ้นซองဘယ်လောက်14မิ้นซองဘယ်လောက်အဲ့ဂရိဂရိမิ้นซองတွေကဘယ်လိုလဲဆိုတော့14မิ้นซองတော့မှာကိုပိုင်နောက်ဘက်က14မิ้นซองထဲမှာတော့5ခုလောက်ရှိတယ် စံကားတင်းဆောင်တဲ့မှာ၅ခုလောက်ရှိတယ်။တနစ်ကိုဒီခုံးမှုစုံးမှုတွေနဲ့တနစ်ကို၁၀ကားလောက်ထောင်ကြနေတဲ့ကောင်မျိုးတွေခေါ်။အဲ့ကောင်တွေဂရီဂရီမြင်းဆောင်လို့ခေါ်တယ်။အဲ့ကောင်တွေဆိုရင်ဘလို့ဆဲတယ်ဆိုရင်ကတော့ကတော့နော်ဘလို့ဆဲတယ်ဆိုဝမ်ယမ်းပြင်းတဲ့ဖာသမားနဲ့ဆက်ပြီးမွေးရတဲ့ကောင်တွေလို့ဆဲတယ်။အေးမင်းတို့ကတေးဟုတ်တာပေါ့နော်။ဟင်းရရတွေ့မီးရှို့ပြည်သူလူရှိရအိမ်တွေယူကြက်ခိုးကောင်ဟေးမင်းတို့ BIA ကနေပြီးတော့မှတတ်မှတ်ထားတဲ့အဓိကဆောင်ပုတ်တွေအကုန်လုံးလွဲအောက်တန်းစားမင်းတို့တော်တော်ရှက်တယ် တော်တော်ရှက်စရာကောင်းတယ်ဒါပေမဲ့ငါတို့ကတော့ရှက်တာကွာမင်းတည်း Revolution Radio ဆိုတဲ့ Rocker ကြီးတွေကတော့မရှက်ဘူး rapper 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 yeah မဟုတ်ကောင်းတဲ့ rapper တွေမဟုတ် rapper ထမြင်သွားတယ် rocker တွေဒီလို rapper တွေထမြင်သွားတယ် rocker တွေပြောသွားတယ်နင်တို့ကဆိုတော့ဗာလဲ revolution red တွေပေါ့ကွာအမြင့်စားကြီးပေါ့ generation first generation တွေ second generation တွေဘင်းသားကြီးရွှေမိုးလို့ပါလို့အဲ့ကောင်စော်ကြောဆောင်ဝန်တင်းတာတည်တယ်လှိုင်မှနေပြီးတော့မှ ဟိုရှောက်ပြောဒီရှောက်ပြောဟာလို့မှအပြစ်မတွေ့ဟာရှင်မိုးရှင်မိုးရွှေမိုးဘောမဘောမရွှေမိုး first generation ကြီးပါလေဒီကောင်လေးအုပ်စုလိုက်ကြီးဘောမလားဒီကောင်လေးဟိုပါလေ amazing amazing မင်းတို့ amazing ရအုပ်စုလိုက်ကြီးဘောမလားဟေးကြောက်စရာကြီးမင်းတို့ရမင်းတို့ရ godfather ကြီး Jamie ကနေစပြီးတော့မင်းတို့ရွှေမိုးပါဘောမလားတိတာစာကလေးတို့မှာတို့ပါဘောမလားနံပါတ်ကြီးဟမ်နံပါတ်ကြီးက revolution လမ်းပါကြီးကလည်းဘောလမ်းပါကြီးဖြစ်သွားတာဟဲ့အောင်ရေးငါလေး white cow ဆိုတာအဲ့ဒါပဲ white cow ဆိုတာအဲ့ဒါပဲသိလားစစ်တပ်ကသူတို့ကိုသူတို့လည်းမှန်တယ်လို့ထင်နေတာဘာဖြစ်လို့လဲသိလားမြန်မာပြည်မှာဆောင်ရဲကျွယ်ပြီးတော့ကိုယ့်ကိုယ်ကိုဆောင်ရဲတက်ပါတယ်ဆိုတဲ့ကောင်တွေကဘောမှနေတော့စစ်တပ်ကလည်းသူ့ကိုယ်သူမှားတယ်လို့ပဲထင်တော့မယ်မင်း online ငါအပြစ်မမြင်တော့ဘူးသိလားဘာဖြစ်လို့လဲဆိုမင်းတို့အောက်တန်းသားတွေကိုမြင်ပြီးတည်းကမင်း online ကိုအပြစ်မမြင်ကြတော့ဘူးတဲ့ကိုပြောပြနော်အဲ့ဒီစစ်ကောင်စီတိုက်ရတော့ဟုတ်ဆိုရင်ကျွန်တော်တို့ပြည်သူပိုင်နေတွေကိုမိရှုဖြစ်စီပြီးတော့မှ ဒီဘာနာဝင်တော့လဲတင်းစေးရမိတာတွေကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒီကောင်တွေကနေပြီးတော့မှသူတို့အနေနဲ့ဒီတေးချင်းထွက်ခတ်ဆိုပြီးတော့မှပြောဆိုထားပြင်မဲ့ပေါ့နော်သူတို့အနေနဲ့တကယ်တမ်းကျတော့သူတို့ရှိတဲ့စစ်ကန်ကုန်းတွေကနေတောင်မှအပြင်ကိုမထွက်ပဲနဲ့ကျွန်တော်ဘက်ကလိုက်ပြီးတော့မှအာတီးရောက်နေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ခုချိန်မှာစစ်ကောင်စီအရာရှိတွေနဲ့ပူးပေါင်းပြီးတော့မှပေါ့နော်ကျူတူစီးပိုက်လို့နေကြတဲ့ဒီဘောမအနုပညာရှင်တွေပြီးတော့မှဒီ report တချို့ဟာဆိုရင်လည်းကျွန်တော်အခုရပိုင်တည်င်းတွေမှာတွေ့ရလာတာဖြစ်တော့ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှအပွဲကလို့ပြီးတခါတည်းပေါ်ချဆွဲမဲ့အုပ်စုတွေပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ဗီဒီယိုသဘောအနေနဲ့ဒီရုရှားဘယ်လာရုစ်ကိစ္စပြီးမြောက်လိုက်ပြန်လာတဲ့ပုံမှာကြော်စိုးဘယ်လိုမျိုးပြောနေပြောဆောက်ရပြောမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားဘီလာရုစ်ကိစ္စကမြန်မာနိုင်ငံအတွက်တနည်းအားဖြင့်မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ရေးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတန်ပေါင်းများစွာရဲ့အကျိုးစီးပွားအတွက်များစွာကျွန်တော်တို့ဆောင်ရွက်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်နာဆာကဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတပူတင်တို့က ဒါမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီစီမံကိန်း၁၀ခုကိုဒါလက်မှတ်ရထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီမှာဆိုကျွန်တော်ကာဝေးကဏ္ဍပါတယ်။ပြီးတော့ကျွန်တော်တို့ဒါစွမ်းရည်ကဏ္ဍပါတယ်။ပြီးရင်ကျွန်တော်တို့ဒါအမှုမြဝနေပြီးတော့ဒါလျှက်စစ်ထုတ်မဲ့စီမံကိန်းတွေပါဝင်ပါတယ်။ပြီးတော့ကျွန်တော်တို့ဒဝယ်ရင်တဲ့စီကံစီမံကိန်းတွေပါတယ်။စိုက်ပွေးကဏ္ဍတွေပါတယ်။ပြီးတော့ကျွန်တော်အခြားတစ်ပတ်မှာတဝယ်ရင်တဲ့စေကံစီမံကိန်းတွေပေါ့ဝင်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြန်ချိုးရမယ်ဆိုရင်တော့ဒါဆက်မှုကဏ္ဍစွမ်းရည်ကဏ္ဍပညာရေးကဏ္ဍလျှက်စစ်ကဏ္ဍပြီးတော့တဝယ်ရင်တဲ့စေကံစီမံကိန်းပေါ့ဝင်ပါတယ်ပေါ့ဝင်ပါတယ် ဒီနိုင်ငံစီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတတို့ရဲ့တွေ့ဆုံမှုသတင်းတွေကကမ္ဘာမီဒီယာတွေမှာကျွန်တော်တို့ရှုထောင့်မျိုးစုံနဲ့ဖော်ပြတဲ့အခြေအနေတွေမှာရှိပါတယ်။အားလုံးကမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဒါစိတ်ဝင်စားတော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ခဲ့တဲ့ခီးစဉ်တွေလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီလိုခီးစဉ်နဲ့ပတ်သက်ရင်လည်းဒါနိုင်ငံစီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကမြန်မာနိုင်ငံမှာကျွန်တော်ဒီစိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဒါကနဒါဒီမှာကျွန်တော်တို့နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့အခြေအနေရှိပါတယ်။ပြီးရင်တော့ကျွန်တော်တို့လေယာဉ်အထွန်းဆက်တင်မြန်မာနိုင်ငံမှာဘီလောက်နိုင်ငံကလာရောက်ထုတ်လုပ်ဖို့ပြီးရင်ကျွန်တော်တို့ဓာတ်မြေဩဇာဆက်ယုံနေမြန်မာနိုင်ငံမှာဘီလောက်နိုင်ငံကလာရောက်ပြီးတော့ဒါရင်းနှီးမြှုပ်နှံဖို့ပြီးတော့ကျွန်မြန်မာနိုင်ငံမှာရှိတဲ့ဒါကျွန်တော်တို့ဒါတီလဝါတို့စတဲ့ဒီစက်မှုဇုံတွေပတ်သက်ရင်ဒီစက်မှုဇုံတွေမှာလာပြီးတော့ရင်းနှီးမြှုပ်နှံဖို့ဒါဖိတ်ခေါ်ခဲ့တာလည်းရှိပါတယ်။ပြန်လာကျွန်တော်တို့နိုင်ငံဆိုင်ရာအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်ကြီးကမြန်မာနိုင်ငံကိုရုရှားသမ္မတကြီးအလဲဘခီးလာရောက်ဖို့ဖိတ်ခေါ်ခဲ့တာတွေပြီးရင်ကျွန်တော်တို့ဘီလာရုသမ္မတကြီးကိုမြန်မာနိုင်ငံကိုအလဲဘခီးစင်အနေနဲ့ဒါဖိတ်ခေါ်ခဲ့တာလည်းရှိပါတယ် တကယ်ဒီခီးစင်ကြီးကတကယ်ကျွန်တော်တို့နိုင်ငံတော်အစိုးရခီးစင်ကြီးလည်းဖြစ်ပါတယ်ဒီလက်မှတ်ရေးထိုးခဲ့တဲ့အရာတွေအားလုံးကတထိုင်နဲ့လက်မှတ်ရေးထိုးခဲ့တာတော့မဟုတ်ပါဘူးကျွန်တော်မနေ့ကတင်ပြခဲ့တယ်လို့ပါပဲဒီလက်မှတ်တစ်ခုဖြစ်ဖို့နှစ်နိုင်ငံသဘောတူညီချက်တစ်ခုဖြစ်ဖို့ဆိုတာကရုရှားအစိုးရနဲ့မြန်မာအစိုးရတို့ကနှစ်နဲ့ချီနှစ်နဲ့ချီကျွန်တော်တို့ဆွေးနွေးတယ်မြေပြင်ကွေးစင်တယ်လိုအပ်တဲ့အချက်လက်တွေကိုကျွန်တော်တို့နှစ်ဖက်သဘောတူညီမှုရယူမှနှစ်နိုင်ငံလက်မှတ်ရေးထိုးကြတဲ့ဒါလက်မှတ်ရေးထိုးမှုလည်းဖြစ်ပါတယ်တကယ်ကိုကျွန်တော်တို့အချိန်အားဖြင့်နှစ်နဲ့ချီ ကြာပြီးတဲ့နောက်ပိုင်းမှာဒါနိုင်ငံစီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတကြီးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့ဒါတွားရောက်တင်ပြလာကတခုကတော့ကျွန်တော်တို့တင်းသမားတောင်းဝန်သွားတယ်နောက်တခုကတော့ကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့တောင်းဝန်ကျွန်တော်ဆိုပြောပုံရတော့မြောက်လိုင်းရတဲ့ပြည်မပေါ့နော်ကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးအတွက် လိုမျိုးကျိုးစီးပွားတွေတိုးတက်မှုရှိအောင်ဒီရုရှားကနေပြီးတော့မှသဘောတူညီမှုများစွာရရှိခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားဖြစ်တယ်။တကယ်တမ်းကျတော့ဒူဘိုင်နေပြီးတော့မှကျွန်တော်ပြည်သူပြည်သားတွေရတင်ရဲထားတယ်ပေါ့နော်။ကျိုးခံစားခွင့်တွေကိုရုရှားကိုရောင်းစားခဲ့တာပြီးတော့မှခုဆိုရင်ကျွန်တော်တို့ထဝယ်စိတ်ကားမှဆိုရင်လည်းသူတို့နဲ့ရုရှားနဲ့ပူးပေါင်းပြီးတော့မှဒီစစ်ကမ်းတွေတည်ဆောက်ဖို့လုပ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့မြောက်လိုင်းတို့အိုးစုကနေပြီးတော့မှရောင်းစားခဲ့တဲ့ဒီတရားစာသားတွေနဲ့တခြားတွန်းထွက်ပစ္စည်းတွေဆိုလည်းနည်းနည်းတော့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။တိုင်းပြည်တော်မှာ ဒီရုရှားကိုတော့ပြတော့မှာပေါ့နော်ပုံမှာပြတော့မှာရောင်းချရတဲ့မြောင်းလိုင်းဟာဆိုရင်ဒီတော်လိုင်းမှာလည်းကျွန်တော်ပီတူပီသားတွေကိုဆက်လက်ပြတော့မှာနေစစ်တပ်ဖြတ်ဖို့ကြိုးစားနေတယ်ဆိုတာကျွန်တော်အထင်ကြီးတွင်းတယ်မလို့ပီတူပီသားတွေဘက်ကနေပြတော့မှာတော်လိုင်းမှာဒီတပ်ပုံပြတော့ထဲထဲဝင်ပို့မောင်းဖို့လိုနေတာပဲဖြစ်ပါတယ်စစ်ခွေးဘောမှာလော်ဘီတတက်ရတော့အဆုံးစွန်ထိပေါ့နော်မြောင်းလိုင်းကနေပြတော့မှာတိုင်းပြည်ကိုချီးမွှတ်ပျက်စီးသွားတယ်ဆိုတော့မှာအပကောင်းပါတယ်ဆိုပြီးလုံးနေကြမယ့်အုပ်စုတွေမလို့ကျွန်တော်ရဲ့ net ဒီကောင်းတွေကိုမြေလံပြတ်မဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ထပ်ဗီဒီယိုသဘောအနေနဲ့အပသမီးကနေပြတော့မှာ ဒီပြုံးလုံမှာမိသိန်းဖို့ပဲလုံးနေတဲ့စကောင်စီရာရှိတွေကိုဘယ်လိုမျိုးတဲ့ပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲမကောင်းတာတွေကိုဘယ်လောက်ကြက်လဲဆိုတော့ကျမတို့ပြင်ဦးလေးမှာဆိုရင်ကွယ်အဲမြို့လေကောင်ကြီးမှာကွာစီးလေးရာဆိုတာသွမိုးသွကာတွေနဲ့ပေါ့နော်မဲမဲမောင်မောင်ဖြစ်နေတာပေါ့အဲ့ဒါကြီးကိုအခုအဲ6ထက်စောင့်မယ်ဘာညာဆိုကျမဆိုကြိုက်တယ် อืมเปียวบ่ามิ้วยังก้าวตัวมั้ยลิเอจั่นเนี่ยหานี่แล้วตุ๊หาตูก็ก้าวมาเว้ยเอซี้เดรี่โหลบ่เปลี่ยนจ้าซี้เดรี่เมียงก็เลยเลยซี้ชื่อแล้วแต่ตะซี้ก็ตั๋วเปลี่ยนยังบ่ดิมาอเส้นมีเดรี่ลูกนี่ยังบ่สิบ่ไอ้หลูမျိုးลีတော့เอ่อลุกตาจั่นมามิ้วอั่วก้าวเนลิกเว้ยไอ้ห่าโหไม่ไจ่จ๋าตะชู่นี่อ่ะอะปิดดิเปียวบี้บดูอ่ะบลูขึ้นเดเบดูเมียงออนไลน์เนี่ยบาไอ้นี่เกษาสุเลยเปียวเปียวมั้ยจั่นมารู้เสยยมูท่ามาတော့จั่นมารู้เสยยมูชื่อจั่นมารู้เสยยมูลิเมียยังก้าวเน ူတော်ကောင်းနေဒါပေမဲ့မန်နေဂျာရဲ့ပါဆက်ဖြားမှာတော့စက်ရုံမှုနဲ့သူ့မိန်းမကလေဘလူးမကြီးတွေဘလူးတီတွေတစ်ခုခုဆိုလိုက်စက်ရုံမှုကကြိုက်ဖို့အဆမ်ကတော့မကြိုက်ဘူးအဲ့လိုမျိုးပေါ့နော်ကွေရမှာကွေရမှာရှေ့မှာじゃအဲ့လိုမဟုတ်ဘူးအခုလည်းအဲ့လိုဖြစ်နေနိုင်ငံတော်မှာဘသူကဘလူးအပြစ်တွေလှုပ်လှုပ်အချုပ်ကလှုပ်ခိုင်းတာတချုပ်ရဲ့သားပိုင်းတာတချုပ်သားတိန်ခိုင်းတာတချုပ်တို့မြေကွက်အဲ့လိုကြီးလှုပ်ရှားတာလှုပ်ကဲဒီဘာသမီးရတော့ပါနော်အခုဆိုရင်မျောလိုက်တော့ တာဖားကနေပြတော့ပြုတ်လွန်မှာလို့သွားတဲ့ဒီမြေကွက်သိမ်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှထုတ်ဖော်ပြောကြားသွားတော့ကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။ဇုံမင်းရနေပြတော့မှလည်းအရင်ရစ်တွေကဒီမြောက်လိုင်းတို့ဒီသူတို့အုပ်စုကနေပြတော့မှပြည်သူပိုင်းတွေကိုဖယ်ရှားပြတော့မှပေါ့နော်တပ်ပိုင်းတွေဖြစ်တိမ်ဖို့ကြိုးစားတဲ့ပုံမှာဒီကောင်းကောက်ပြောဆိုမှုတွေရှိလာလို့သူအနေနဲ့ပေါ့နော် warning တွေပေးခံရတယ်လို့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဒီမိုးမတွေကိုယ်တိုင်ကဒီစကောင်ဆီလိုရတွေကိုမကြိုက်တော့ဘူးဆိုတော့ကျွန်တော်တွေ့တာမို့လို့ပေါ့နော်မြောက်လိုင်းရဲ့ချက်ဆုံးချင်း လမ်းစာတွေကိုကျွန်တော်အခုဆိုရင်တဖြည်းဖြည်းတွေ့ရလာရပဲဖြစ်ပါတယ်မြို့ဘပြည်သူတွေအနေနဲ့စီမရှော့အားမပြတ်ဘဲနဲ့ပေါ့နော်ဒီတော်လေးကတော့အောင်မြင်တော့မယ်ဆိုတဲ့ကြောင်းချင်တော့ဒီနေ့ကနေပြောလို့ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ဘာသာတကောင်ကနေပြတော့မှာဘာသာရေးခုံးလုံးလို့ပြတော့မှာဒီတော်လေးမှာပါဝင်ကြတဲ့ကျွန်တော်ပြည်သူပြည်သားတွေကိုဘယ်လိုမျိုးပြောဆိုထားလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်တကယ်တော့ရောင်ရဲတယ်ဆိုတာကကိုရဲ့ကိုထိုက်တာနဲ့ဂျင်းနဲ့တောင်ပြောတာကိုကတကြက်ရတဲ့နဲ့ဟာကိုနှစ်ကြက်မလို့ရင်နဲ့အဲကိုက အဲညဆောင်ဖြစ်တယ်ညဆောင်ဖြစ်တဲ့ဟာကိုကိုကမန်နေဂျာရဲ့အဲစီးစဉ်ကိုကြည့်ပြီးတော့နေတိုင်းစိတ်ဆင်းရဲနေမှာဆိုလို့ရှိရင်လည်းချက်ချင်းလည်းမန်နေဂျာဖြစ်တော့မှာမဟုတ်ဘူးအဲ့တော့သူညဆောင်ဘွားမှာအကောင်းဆုံးစူးစမ်းတယ်နေတိုင်းနေတိုင်းသတိနဲ့သူအလုပ်လုပ်တယ်ဆိုလို့ရှိရင်ယာရုတက်လာမယ်ဒီလိုမျိုးမျှော်လင့်တာကမှန်ကန်တဲ့စူးစမ်းမှုဒါတမာအာဇီဝလို့ပြောတာမှာပေါ့နော်ဈေးဆက်တယောက်ကသူသူဈေးရောင်းတယ်သူဒီရောင်းကောင်းအောင်စူးစမ်းတယ်ဒါကဒါကမရောင်းရတာလို့မခေါ်ဘူးသူဒီဒါတမာအာဇီဝသူဒီစူးစမ်းတာလို့ပြောတာဒါပေမဲ့ ဟိုကိုကစည်းသေးဘွားဖြစ်နေတာကိုတထဲယူငေးမောကြည့်ပြီးတော့အားမလို့အားမရဖြစ်ပြီးစိတ်ဆင်းရဲနေမယ်ဆိုလို့ရှိရင်ဒါဖရာဟောတယ်မညီဘူးဒါမျက်စောဖရာပြောတယ်တန်တုတီဆာဆိုတာဒါရောင်ရဲတယ်ဆိုတော့ဒါကိုပြောတာနောက်တစ်ခုကဘုရားဘာသာမှာပစ္စည်းဥစ္စာတွေဆိုအလကားပါအကုန်လုံးကအလကားပါလို့ပြောပစ္စည်းဘုရားဘာသာမှာပစ္စည်းဥစ္စာတွေအလကားပါလို့ပြောတာမရှိဘူးမမြဲဘူးလို့ပဲဟောတာအလကားပါလို့မပြောဘူးမှန်ကန်တဲ့နေရာမှာအသုံးချဖို့တော့ဘုရားဟောခဲ့တယ်ကုသိုလ်ရယ်ပညာရယ်ဥစ္စာရယ် အကုသိုလ်ပညာဥစ္စာရဖို့တင့်ရဒေတာအမြဲနေခလေးတွေတောင်ကျွန်တော်တို့သင်ပေးနေတာလေတော်ဗုဒ္ဓဘာသာတွေကဥစ္စာပစ္စည်းရှာဖွေတာကဖះဟောင်းနဲ့မညီသလိုလိုလောဘပဲကြီးနေသလိုလိုပြောတယ်လောဘစီးပွားမရှာဘူးပညာစီးပွားရှာတာစီးပွားရှာတဲ့အတတ်ပညာစီးပွားရှာတာတမာအာဇီဝမှန်ကန်သောအတတ်မိုးဝမ်းကြောင်းဆိုတာဗုဒ္ဓဘာသာမှာပါလာပြီးသားဒီတော့ယင်အနာရမေတထေကြီးကဘာဖြစ်လို့မြတ်စွာဘုရားကိုကြောင်းဆောင်နိုင်တာလဲသူကုံတဲ့အလုံမှကျွမ်းကျင်ခဲ့လို့ကုံတဲ့အလုံမှသူတမားအာဇီဝနဲ့ရှာထားတဲ့ပတ်စံနဲ့မြတ်စွာဘုရားကိုလှူတယ်ဒါကြောင့်မလို့သူဒီနတ်ပြည်ကိုရောက်တယ်သောတာပန်ဖြစ်တယ်အစရှိသည်ဖြစ်ပေါ်ဗျာ အဲ့တော့ဝေသံသရာမင်းကြီးကဘာလို့လူနိုင်ရလဲမင်းဖြစ်လို့ပေါ့မင်းဖြစ်တယ်ဆိုကြတဲ့အတားသူဒီစ조사လို့မင်းဖြစ်တာပေါ့မင်းဖြစ်တယ်မင်းဖြစ်တော့ချမ်းသာတယ်ချမ်းသာတဲ့အတွက်ကြောင့်မလို့သူဒီတိုင်းပြည်ကိုလှူနိုင်တယ်อือဟွတခြားနိုင်ငံခြားတိုင်းပြည်တွေကသူလှူရမ်းတယ်ဒါကြောင့်မို့သူဒါနပါရမီတော့ပြည့်သွားတာပေါ့ဒါနပါရမီပြည့်ဖို့ရာ ကို့မှာလူစရာရှိအောင်ပါလေလူစရာမရှိရင်ဘလို့ဒါနပါရင်ပြစ်ပါလေအဲ့တော့ဥစ္စာပစ္စည်းတွေကိုမှန်ကန်စွာရှာဖွေမယ်မှန်ကန်သောနီလန်းနဲ့မှန်ကန်တဲ့သူတော်စင်သူတော်ကောင်းပုံကိုယ်တွေလိုအပ်တဲ့ပုံကိုယ်တွေကိုလှူမယ်လူမိုက်အားပေးတော့လို့မရဘူးပေါ့လှူတယ်ဆိုပြီးတော့အရက် free flow တိုက်တယ်လို့မွေးဆေးဝါး free flow ပေးတယ်လို့ဟိုသူများကိုတက်ဖြတ်မဲ့ကောင်တွေကိုကြီးစန်းနေတနက်တွေလှူတယ်လို့ဆိုတော့လူရမ်းမျိုးမှုမျိုးတော့ဗုဒ္ဓဘာသာလုံးဝအားမပေးဘူးပေါ့နော်ဗုဒ္ဓဘာသာအားပေးတာကမှန်ကန်တဲ့လိုအပ်တဲ့ပုံကိုယ်တွေမျက်စိကွယ်နေသူတွေကိုအလင်းရအောင်လှူပေးမယ်မကျမ်းမာတဲ့သူတွေကိုဆေးကုအလကားကုပေးမယ်စားစရာမရှိသူတွေထမင်းဝေမယ်ဒီလို ဟာမျိုးတွေကိုလှူမယ်လှူဖို့ရပတ်စံရှိဖို့လိုတယ်ပတ်စံရှိဖို့ရှာဖို့လိုတယ်ဘယ်လိုနည်းနဲ့ရှာမှာလဲတမန်အာဇီဝကြတဲ့နေလန်နဲ့ရှာဖို့လိုပါတယ်အဘုဒ္ဓဘာသာဝင်များစီးရင်ဥစ္စာများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကဲသူပြောသွားတာကဟုတ်မလို့လို့နဲ့ပေါ့နော်ဒီတော်လိုင်းကိုသူတို့နေပြီးတော့မှဂျင်းနဲ့ပြီးတော့မှဘာသာရေးခုံလို့ပြီးပြောဆိုသွားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဘောမတတရတော့သူတို့ဆစ်ရှုံးပြီဆိုတာနဲ့ကျွန်တော်ဘာသာရေးလူမျိုးဆွဲတွေနဲ့ပေါ့နော်ပြီးသူလူတို့တို့မိုင်းတိုက်ဖို့လို့နေတာဖြစ်တယ်ဆိုတော့ကျွန်တော် အရင်ကတည်းကတည်ထားပြီးပြီပဲဖြစ်ပါတယ်အခုဆိုရင်ဒီမဘာတာမျိုးကြီးအုပ်စုတွေကနေပြတော့မှလည်းမိဘပြည်သူတွေကိုဘောရာအဆုံးမဆိုပြမပါတော့ဝါရမိုင်းဖြစ်ပြီးလုံးနေကြတော့ကျွန်တော်တွေ့တာမဟုတ်လို့စကောင်စီရဲ့ဒီနောက်ဆုံးပေါ်လင်းတွေထုတ်သုံးလာတယ်ဆိုတော့ကျွန်တော်တို့ညင်းလို့ရတာတော့မဟုတ်ပါဘူးအခုဆိုရင်စခွေတတရားနေပြတော့မှသူတို့ဆစ်ရှုံးလာတာကိုသာသနာ့ဘောက်ကိုအယောင်ဆိုပြတော့မှကျွန်တော်တို့ဒီတော်လိုင်းကိုဒီပါနောက်ရှုံးမှုတွေလောလာတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကနေပြတော့မှလည်းစကောင်စီရဲ့ဒီဖျောင်းတွေးဆောင်မှုတွေကိုတရီဝူရီယာကျေးစွာနဲ့ ဆင်ခြင်ပြီးတော့မှဒီတော်လိုင်းမှာဒီတပူမှာအားလုံးသူကပူပေါင်းကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့မှပြန်ဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူအများလုံးစိတ်ချမ်းသာကိုကျမ်းမှချင်းပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။